ညရီမျိုးတောင်ပတ်ဖလူလီဝေါ်လီစုကလီလမ်းပိုင်းပိတ်ပင်တဲ့ထုတ်ပြန်ချက်ဟာနိုင်ငံသားတွေတည်ဆောင်တာစစ်ဆေးတွေးရှိရင်အဖွဲ့အစည်းအချင်းချင်းပြဿနာမဖြစ်အောင်လှုံ့ဆော်တာဖြစ်တယ်လို့ DKBA တာဝန်ရှိသူကပြောပါရယ်အောင်ခန့်သတင်းပေးပို့ထားတာပါရှင်နိုဝင်ဘာလ27ရက်နေ့ကကင်မီနယ်မြောက်မြို့တောင်ဘက်မင်းလက်မန်ကြီးရကကြားပြန်ရုံကိုဒီအန်လန်လင်ပူအောင်တက်တီကဝင်ရောက်စီးနင်းပြီး DKB တပ်ဖွဲ့ဝင်230ကျော်ကို ။ဟန်စီထိန်းသိမ်းခဲ့တယ်လို့ KNU ကထုတ်ပြန်ခဲ့ပါတယ်။မင်းလက်မှန်ကြီးရကကြားပြန်ယုံကို KNL ပူပေါင်းတပ်တွေကဝင်ရောက်စီးနင်းပြီးနောက်မြောက်ပြည်မြို့တောင်ဘက်ဖလူလီဝလီစုခိလမ်းမိုင်းကိုဗဲလက်နိုင်ငံဖွဲ့စည်းမှုဆိုခုနူးချက်မရှိပဲမတော်လာဘူးနဲ့အရေးပေါ်သွားလာလိုပါကကျူတင်သတင်းပို့ဖို့ဝင်ဝလာ26ရက်နေ့က DGB ကတီဝီထုတ်ပြန်ခဲ့ပါတယ်။ ဝတတိလောဝတော်လာခွေပြူတာတော့မဟုတ်ပါဘူးတွာလာလို့ရှိရောတာပါတယောက်နဲ့တယောက်တတိပို့ပြီးတွာလာလို့ရတယ်ဘာကြောင့်ဆိုတော့အခုကအဖွဲ့စီကများတယ်ဒီချပြကိစ္စနဲ့ပတ်သက်လာတော့လူခဲ့တဲ့တရေတော့ကျွန်တော်တို့ထုတ်လာခဲ့တဲ့ဒီမဲ့တစ်ခုရှိရလေဒီနေကဂျာတာအဖွဲ့စီတော်လကောတူတယောက်တော်လကောအဖွဲ့များတော့သေတော်လာလို့ရှိထုတ်တာတဲ့ဒီ statement အနေနဲ့က ဟိုတော်တော်တို့လာမှာ တော်တော်တခုစစ်စစ်တွစ်စစ်လို့ရှိတယ်အဖွဲ့တွေပြဿနာမဖြစ်အောင်ဒါတွေလောက်တာပဲရှိရခဏဒါအပြင်စစ်ကော်မရှင်တပ်နဲ့ကေအန်အန်လေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေစဉ်တွင်ကေအန်အန်လေးပူးပေါင်းတပ်ကို DKV ဘက်ကပြစ်ခတ်ခဲ့ရမှာတာဝန်ရှိသူအမှတ်905တရင်ဒုတက်ရင်မှုဘုံမှုတခွားသီးကိုနိုဝင်ဘာလ24ရက်နေ့က DKV ကဗန်လန်ထုတ်ခဲ့ပါတယ် ဘလူလီဝလီစုကရီလမ်းမိုင်းကန့်သက်ပိတ်ပင်တာနဲ့ပတ်သက်ပြီးဒီကေဘီအဖွဲ့အစည်းအနေနဲ့အကွက်ရွှေ့မမဖို့လိုတယ်လို့ကရင်စီးရေးလေးလာသူတွေကပြောပါတယ်တကယ်လို့ဒီကိဘီကတွေ့တဲ့နိုင်ငံရေးလမ်းကြောင်းတွေတော်လည်းလမ်းကြောင်းကိုအကွက်ရှိတာမှန်ကန်ကောင်းမှုမျိုးလို့ရဲအကွက်ရှိမှာဘူးလို့ရဲတကယ်ရင်းအကွက်ရှိမှရပြီးချာဒီကိဘီရဲ့မှာ အဖွဲ့ကြီးဝင်နေတဲ့ပါဝင်နေတဲ့လက်သုံးကြောင်းတော်လိုက်သမားတွေအားလုံးကပေါက်ထွက်ပြီးတော့ကယင်းဘက်ကိုပြပြောင်းပြီးခုလိုဝါမျိုးဖြစ်လာနိုင်တယ်လို့အဲ့ဒီဒီဒီနဲ့မပူပေါင်းတော့လည်းဖွဲ့ရမှာရှိနေတဲ့လက်သုံးကြောင်းတော်လိုက်ဖွဲ့တွေကအင်အားကြီးကောင်းလာပြီးတော့သူတို့အော်မဖြစ်တဲ့နေရာတွေဆက်ပြီးတော့ဖြစ်လာနိုင်တဲ့အနေအထားတွေတော့ရှိတယ်ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်တို့လည်းရှိဟိုတုံးတမ်းပြီးတော့ဘောလို့ပြော ဘဝင်မော်လာဆက်နေနေကအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားနိုင်နေနေတဲ့တရုတ်ရာဇဝတ်ဂိုင်းနေနဲ့ဆက်ဆက်ပြီးအွန်လိုင်းလေလံမှုကြားပြန်စင်တာတွေတည်ထောင်နိုင်မှုပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့်စေဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောစတီစေဦးစီးရာရှိချုပ်ဗိုလ်ချုပ်စောဆန်းအောင်ဝန်မှုချုပ်စွမ်းကျော်လာနဲ့စီရေးချုပ်ဝန်မှုကြီးစောစိန်ဝင်းတို့ကိုအမေရိကန်ကတန်ခတ်အေးအေးခဲ့ပါတယ်ကျွန်တော်အောင်ခံပါ banking to enrich our lives